လူတယောက်ကကိုယ့်ကိုနာကျင်အောင်လှုပ်ပြီးတော့ထားခဲ့တယ်ဆိုရင်ဘယ်တော့မှငိုကြွေးမနေပါနဲ့ပြုံပြုံလေးနဲ့ပြောလိုက်ပါမင်းတဲ့ပိုကောင်းတဲ့လူတယောက်ရှာဖွေနိုင်ဖို့အတွက်အခွင့်အလမ်းတွေပေးတဲ့အတွက်ကျေးဇူးပါမွရပြီဆိုရင်ငှက်တီအားလုံးဟာလုံကြုံတဲ့နေရာကိုရှာပြီးတော့လုံလုံချုံချုံနေကြတယ်။လင်းယုံကတော့မိုးတွေရွာပြီဆိုရင် တိမ်ပေါ်ထီအောင်ပြန်တက်သွားပြီးတော့မှ တခြားငှက်တွေနဲ့မတူအောင်ကြိုးစားတယ်။ဒီလိုပဲလူတော်တော်များများကတော့ပြဿနာတွေရှိလာပြီဆိုရင်စိတ်ညစ်ကြတယ်။အဲ့ဒီပြဿနာတွေထဲမှာပဲတဝဲဝဲလေးဖြစ်နေကြတယ်။ပြောရမယ်ဆိုရင်ပြဿနာတွေဆိုတာကပုံမှန်ဖြစ်နေတဲ့အရာပဲ။ကိုကတော့ပြဿနာတွေရဲ့အပေါ်ကိုတက်သွားပြီးတော့တခြားသူတွေနဲ့မတူညီကြောင်းပြကုပြရမယ်။ ကိုကိုချစ်တဲ့သူတွေကိုချီးမြှောက်ပါကိုကိုလိုအပ်နေတဲ့သူတွေကိုကူညီပါကိုကိုနာကျင်အောင်လုပ်တဲ့သူတွေကိုတော့ခွင့်ထုတ်လိုက်ပါကိုကိုထားသွားတဲ့သူတွေကိုတော့မေးလိုက်ပါချစ်စစ်ဆိုတာကလူတယောက်ကိုနောက်ဆုံးထွက်တဲ့အထိချစ်မြတ်နိုးခြင်းကိုဆိုလိုတာပါ လူတချို့ကကိုယ့်ကိုစကလုံးတွေနဲ့နာကျင်စေလိမ့်မယ်။တချို့ကသူ့ရဲ့အပြုအမူတွေနဲ့နာကျင်စေလိမ့်မယ်။တချို့ကတော့နှုတ်ဆက်မှုတွေနဲ့နာကျင်စေလိမ့်မယ်။အနာကျင်ဆုံးသောအရာကတော့ကိုယ်ကလူတွေကိုတံပိုးထားဆုံးအချိန်မှာကိုယ့်ကိုဥဖြစ်ကပြုတ်သွားကြတာပဲ။ကိုယ့်ကိုဘဝကပြည့်စည်ဖို့ငိုကြွေးဖို့ အကြောင်းပြချက်ပေါင်းယာနဲ့ချီပြီးတော့ပေးလာတဲ့အချိန်မှာလေကိုကလည်းဘဝကို ရီမောဖို့ပျော်ရွှင်မှုတန်မာဖို့အတွက်အကြောင်းပြချက်ပေါင်းထောင်ချီပြီးတော့ရှိရဆိုတာကို ပြန်ပြလိုက်စမ်းပါလူတယောက်ကိုနဲ့အတူတူရှိနေဖို့အတွက်ကိုရဲ့အားနည်းချက်တွေကိုဖုံးကွယ်မထားပါနဲ့ကိုရဲ့အားနည်းချက်တွေကိုချပြပါ အဲ့ဒီအားနေချက်တွေကို तू လက်ခံနိုင်နေဆိုရင်ကိုနဲ့တသက်လုံးအတူနေပါမယ်ယာနဲ့ချီတဲ့မိဆွေတွေရှိတယ်ဆိုတာကအကောင်းဆုံးမဟုတ်ဘူးယာနဲ့ချီတဲ့လူတွေကကိုကိုစန့်ကျင်နေတဲ့အချိန်မှာကိုရဲ့ဘေးနားမှာခိုင်မာတဲ့လူတယောက်ရှိတာကအကောင်းဆုံးပဲ အမြဲတမ်းစစ်မှန်အောင်နေပါ origin နဲ့အတိုက်နေပါအဲ့ဒါဆိုရင်ကိုယ့်ရဲ့နေရာကိုဘယ်သူကမှအစားထိုးလို့ရမှာမဟုတ်ဘူးဒါကတော့ကျွန်တော်လူငယ်တွေကျွန်တော်မိတ်ဆွေတွေအတွက်ဘဝအတွက်တန်ဖိုးရှိတဲ့ဆွေမျိုးကဖြစ်ပါတယ်ကျွန်တော်ရဲ့လူငယ်တွေနဲ့မိတ်ဆွေတွေဟာလေဒီတနေ့ကိုပြောရွှေရွှေနဲ့ဖြစ်တိုင်းရင်အောင်မြင်ပျော်ရွှင်တဲ့ဘဝတွေကိုရရှိဖို့ကျွန်တော်ဆုတောင်းပေးပါတယ်ကျွန်တော်တော့ကိုညာလေး